ရတဆူနဲ့တဆူချမ်းမှာမြေကြီးကတိဇနာလောက်မြင့်တက်ဒါဟုတ်တယ်ဘာဝါကြဘာဖြစ်လို့မြင့်တက်တာဖြစ်နိုင်လို့ဆိုနေစဉ်နဲ့အမြကြီးတွေတည့်ရတည်ကျွေတဲ့အမိုက်တွေပြစ်ကြတယ်ဒါတွေကတပြည့်ပြည့်မောက်မလာဘူးလားတိရိစ္ဆာန်ရဲ့အသေးတွေမြုပ်တယ်လူရဲ့အသေးတွေမြုပ်တယ်ဒါတွေကဒီတဲ့မြေကြီးတဲ့ဝင်သွားတာမှမဟုတ်တာပဲဒါတွေကမြေကြီးကိုတိုးစီတယ် ေရတဲ့ကလည်းမြေကြီးကိုတိုးလာစေတယ်လူတွေရဲ့အနောင်တွေကလည်းမြေကြီးကိုတိုးလာစေတယ်တတ္တဝါတွေရဲ့အယိုးတွေကလည်းမြေကြီးကိုတိုးစေတယ်တစ်ပင်တွေကလဲပြိုကျပြီးတော့သိကန်းချောင်းတေကိုတစ်ပင်ကြီးတို့ဒါတွေကလည်းဟုတ်လားမြေကြီးကိုမြင့်တက်စေတယ်ဒါကြောင့်မို့ဖျားတက်စုနဲ့တစုကြအကွာအချားကိုပြောနေတယ်ဆိုလို့မြေကြီးဟာတိယုဇနာလောက်မြင့်တက်တယ်တိယုဇနာကိုခုခေတ်နဲ့ပြောရင်ဘယ်လောက်နဲ့ပြောရမလဲရှစ်မိုင်နဲ့ပြောလို့ရတယ် တချို့ကလည်း12မိုင်နဲ့ပြောတယ်ပေါ့8မိုင်လောက်ဆိုရင်မစိုးတော့ဘူးလို့ဖြစ်မှာဒီကနေ့ခေတ်အိန္ဒိယအတိုင်းတာတွေနဲ့ခြေတော်ကတောင်းခဲ့တဲ့ယူဇနာတွေနဲ့နိုင်ချင်ပြီးတော့ခြေတယ်ဆိုရင်8မိုင်ဒီယူဇနာ8မိုင်ပို့ပြီးတော့ဖြစ်ဖို့ရမြားတယ်ပေါ့အဲ့တော့ဖရာတဆူနဲ့တဆူချာမြေကြီးဟာဒီ8မိုင်လောက်အထက်ကိုမြင့်တက်လာတယ်ဆိုတော့ရှင်းအောင်ပစ္စည်းတွေရောင်းလို့မြေကြီးတဲ့ရောက်ရောက်သွားတာပေါ့ပြန်ပြီးတော့ဒုက္ခနေကြရတာ ဲ့တော့ကသမမြတ်စွာဘုရားလက်ထက်တော်ကအလုံးစီကားခဲ့တဲ့မြို့ကြီးတစ်ခုဒီကနေ့အပေါ်မှာတစ်ပင်နေပေါက်နေလို့ကုတော်ကြီးဖြစ်ရောက်ကသမမြတ်စွာဘုရားရဲ့ဇေဒီကြီးဆိုလို့ရှိရင်ကသမမြတ်စွာဘုရားကတကုဏ္ဏတ္တမြတ်စွာဘုရား၄ထောင်တန်းမှာပဲကောဏကောဏတ္တမြတ်စွာဘုရား၃ထောင်တန်းမှာပဲကသမမြတ်စွာဘုရားက၂ထောင်တန်းမှာပဲလူရဲ့အသက်၂ထောင်ရှည်ချင်းဒီလိုရောတာပြမယ်ပဲလို့ တဆူနဲ့တဆူကဆုတ်ကတ်တက်ကတ်ပြီးမှလာဒီဆိုလိုတာကဘုရားဆိုတာဆုတ်ကတ်မှာပဲဖွင့်တယ်တက်ကတ်မှာမဖွင့်ဘူးလူတွေရဲ့အသက်ဟာဆုတ်ချီတက်ချီရှိတယ်အခုဒီကနေ့ဟာဆုတ်နေတယ်အဲ့တော့တက်တဲ့အချိန်တုန်းကလည်းတက်လာခဲ့တယ်ပေါ့ဆိုပါတော့ဘုက္ကတနာမြတ်စွာဘုရားအတိုင်ငယ်ကလူတွေရဲ့တက်တန်းနဲ့သင်္ချေကြီးအောင်ရှည်တက်သွားပြီးတဲ့အခါကျတော့လူတွေမကောင်းလို့ပြန်ပြီးတော့တဖြည်းဖြည်းဆုတ်တာ အတင်ခြေတန်းကနေတဖြည်းဖြည်းဆုတ်လာတယ်တသိန်းနဲ့တသိန်းနဲ့ကနေ၈000နဲ့တဖြည်းဖြည်းဆုတ်လာလိုက်တာ၄000နဲ့ရောက်တဲ့အခါကျတော့ကတ်တကုတ္တနာမျိုးဆိုပြပွဲနေတယ်သူလိုပြောအဲ့ဒီကနေပြီးဆက်ပြီးဆုတ်သွားလိုက်တာအခုလိုຢာတန်းတို့85နှစ်တန်းတို့နောက်ဆုံး7နှစ်တန်းကနေပြီးတော့လူတွေဟာဒုက္ခဒုက္ခတွေရောက်ပြီးတဲ့အခါကျတော့တစ်ခါပြန်ပြီးတော့တတိတံဝေကရရလို့ကောင်းတဲ့အချက်တွေရှိတဲ့အခါသူ့ရဲ့တက်တန်းကိုပြန်တက်သွားတယ် ပြန်တက်သွားပြီတခါပြန်ဆုတ်လာပြန်ဆုတ်ချီတက်ချီပြန်ဆုတ်လာတဲ့အချိန်မှာ၃တောင်းတောင်းရောက်တဲ့အခါကျတော့ခဏကဝနာမြတ်ဆုံးတယ်ဟုတ်တယ်နော်အဲဒီလိုပဲဆုတ်သွားပြီးတော့ပြန်တက်ပြန်တက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါနှစ်တောင်းတောင်းရောက်တော့တရားမပြောဆိုဘူးဟုတ်တယ်တရားမပြောဆိုပြန်ပြွင့်ပြီးတော့ဆုတ်သွားလိုက်တာစနစ်တမ်းရောက်ပြီးတော့မှတခါပြန်တက်သွားတော့တက်တယ်သိရှိပြီးတော့ဘောရဘမြတ်ဆရာပြွင့်မဲ့အချိန် ဘောဓမဉ္စောဘုရားကပါရမီမပြည့်သေးတော့တကယ်တော့တသောင်းတန်းမှာပွင့်တဲ့အတန်းနဲ့မပွင့်နိုင်ဘူးတသောင်းတန်းလည်းမပွင့်ဘူး၅ထောင်တန်းလည်းမပွင့်ဘူးဆုံးရုပ်လာလိုက်တော့ဆုံးတရားတန်းကျမှပွင့်တရားတန်းအောက်မှာတော့ပွင့်လို့မရဘူးတဲ့တရားတန်းအောက်ကလူတွေကခေါင်းပါတယ်တရားဟောလို့မရတော့တတိကိုကောင်းလာသူတို့တွေတတိကိုကောင်းတယ်ကြောက်ဘူးအသက်ကလေးတိုးပေမဲ့လို့ခေါင်းပါဟိုးသက်ရှင်တဲ့လူတွေကတရားဟောလို့ရတယ်သက်တူတဲ့လူတွေကတရားဟောလို့မရဘူး တို့တဲ့အသက်ကလေးကိုလှုပ်ပြီးတော့ပြောတာဒီကိုရီးယားနော်ကိုရီးယားကမကြည့်ရမနေနဲ့ဘလောက်တိုးတိုးလှုပ်ပြီးတော့ပြောမှာပဲမြင်ဘူးတယ်မဟုတ်လားကြက်ကလေးကစားတော့ဆိုင်ပုံလို့ချင်းနေထဲတာတော်နဲ့ကောင်းကောင်းဘောက်ကောင်းစိတ်မလုံးကြဘူးဟုတ်ပြီအလျှော့ဘူးနော်အလျှော့အဲ့တော့လည်းဦးရီးယားလည်းမလျှော့ဘူးအဲ့တော့တရားတန်းဟိုပဲကြာလို့ရှိရင်အောက်ဆိုရင်တရားဟောလို့မရမှာဆိုလို့ဘောရောအမြတ်ဆိုရင်တရားတော်မှာပွင့်လိုက် အဲ့လိုတရားတန်းပွင့်ပြီဆိုတော့ကတ္တမြတ်စွာဘုရားနဲ့အတိုင်းတာလောက်ရောပွာသွားတော့ဆိုတော့ရေကြီးဟာပြိယုဇဏမြင့်တက်သွားသည်ဖြစ်အောင်ဆောင်းသွားတယ်။ရုပ်ပြဆောက်အဦးတွေအလုံးအောင်ရေကြီးအောင်ရောက်သွားပြီ။ဒီလိုဆက်လုပ်တာပေါ့နော်။အဲ့တော့မျိုးပြအဆောက်အဦးတွေရေကြီးအောင်ရောက်သွားပြီဆိုတော့တောင်းနေလဲပုတ်မကုန်ဘူးလား။မြတ်စွာဘုရားဟောထားတဲ့တုတ်တံလေးတစ်ခုရှိတယ်ဝေပုံလားတောင်းတယ်။တကုတ္တန်တဲ့မြတ်စွာဘုရားလက်ထက်တော့အဲ့ဒီတောင်းထက်ရောက်မှုရတလားတဲ့ရတယ်။ အခုဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါခုတက်ခုဆင်းတောင်ကနှိမ့်တောင်ကနှိမ့်သွားတာဘာကြောင့်နှိမ့်ညီကြီးကမြင့်တက်လာလို့ဒီလိုဆိုလိုတာအခုလိုအခြေအနေမှာကြည့်ဒီဂေါရမမြတ်စွာဘုရားပွင့်လာလို့ကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအခြေအနေတွေဟာအကုန်လုံးညီကြီးအောင်ရောက်